ဗောမီစောစားတဲ့အရင်ဦးဆုံးစနိုက်ခံခဲ့ရပေမယ့်ကောင်းပြင်းတဲ့တန်တာဘုတ်ကိုကိုရိုင်းမင်္ဂလာဆောင်ပေးမယ့်မိတ်ကခင်ဆန်ဝင်ပရိသတ်များလုံးမမင်္ဂလာပါရှင့်ဗောမီစနောင်းကနေပြန်လဲကြိုးစားလိုက်ပါတယ်အနုပညာလောကထဲမှာစနိုက်ကြော်ခံရတဲ့လူတွေအကြောင်းပြောတဲ့အခါမှာဗောမီစောစားတို့အပြင်တခြားမင်းသမီးတွေကိုပဲလူတွေကမြင်တတ်ကြပါတယ်ဒါပေမဲ့လေတကယ်တမ်းမှာတော့မြန်မာပြည်မှာပထမဦးဆုံးစနိုက်ကျော်ခံခဲ့ရသူကတော့ LGBT မိတ်ကပညာရှင် ခင်ဆန်းဝင်းခေါမကြီးဆန်းဖြစ်ပါတယ်။ခင်ဆန်းဝင်းကိုစနိုက်ကြော်ခဲ့တဲ့သူကတော့အလုံးသိကြတဲ့အချိန်မကြခင်မှာကောင်းပြင်းနဲ့လက်ထတော်မဲ့တန်တာဖို့ဖြစ်ပါတယ်။အလုံးသိကြတဲ့အချိန်မိကခင်ဆန်းဝင်းကမြန်မာနိုင်ငံမှာအမှုပညာလောကအတန်းဝိုင်းမှာဩဇာအနာကြီးမားတဲ့အထူးသဖြင့်မိကခင်ဆန်းဝင်းကခေဆက်ဆက်ကနာမည်ကြီးရုပ်ရှင်မင်းသားမင်းသမီးတွေအစိုးရတွေစတဲ့နာမည်ကြီးအမှုပညာရှင်အတန်းဝိုင်းတစ်ခုလုံးနဲ့ပတ်သက်နေတဲ့မိကပညာရှင်ဖြစ်ပါတယ်။မိကခင်ဆန်းဝင်းကဒီလိုမျိုးမြန်မာနိုင်ငံရဲ့ထိတ်တန့်အမှုပညာရှင်တွေချမ်းသာကြွယ်ဝတဲ့လူကုန်တဲ့အတန်း န်ဝိုင်းရဲ့လက်ဆွဲတော်မိတ်ကပ်ပညာရှင်တယောက်ဖြစ်တာနဲ့အညီသူမရဲ့ဩဇာအာဏာတက်ရောက်မှုကတော့အနုပညာလောကမှာကျယ်ပြန့်ပါတယ်။ငွေကြေးစည်းစိမ်ချမ်းသာအရာလည်းထိတ်တန့်အဆင့်မှာရှိနေရလို့သိရပါတယ်။ဒါအပြင်အနုပညာရှင်ပေါင်းများစွာကိုလည်းမြေတောင်မြောက်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ အခုလိုမျိုးမိကခင်ဆောင်ဝင်ကစီးစိမ်ချမ်းသာပြေဆုံးကြွယ်ဝသလိုအနုပညာလောကမှာလူရယာဝင်တဲ့အခြေအနေဖြစ်တာကြောင့်ခင်ဆောင်ဝင်ဆင်တင်ပေးလိုက်လို့နာမည်ကြီးသွားတဲ့မင်းသားတွေမင်းသမီးတွေအနုပညာရှင်တွေကအများကြီးရှိနေပါတယ်။ဒါကြောင့်လည်းအောင်မြင်တဲ့အနုပညာရှင်ဖြစ်ချင်တဲ့အသက်ငယ်ငယ်ခက်ချောချောတိရုပ်ဆောင်အစ်စ်လေးတွေကခင်ဆောင်ဝင်စီမှာစပွန်ဆာယူချင်းကပ်ကြရတယ်လို့ကောလာဟာလာသတင်းတွေကသိရပါတယ်။ မေကခင်ဆောင်ဝင်းကစားပြီးရောမင်းသားဖြစ်အောင်မြေတောင်မြောက်ပေးလိုက်တယ်ဆိုပြီးတရင်အထွက်ဆုံးသူကတော့ရုပ်ရှင်တရုပ်ဆောင်မင်းသားကောင်းပြေပဲဖြစ်ပါတယ်။တချို့သောတရင်တွေအရာတော့မေကခင်ဆောင်ဝင်းကမင်းသားကောင်းပြေကိုတော်တော်လေးချစ်ခဲ့တယ်လို့သိရပါတယ်။ဒီလိုချိန်မှာမာကြီးဆန်းတဲ့ကောင်းပြေရဲ့ကြားကိုဝင်ရောက်လာသူအစ်စင်မကတော့တရုပ်ဆောင်ချောရတနာရဲ့ညီမမော်ဒယ်တန်နာဖို့ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲမင်းသားကောင်းပြည့်လေမာဂျီဆန်းရဲ့မြေတောင်မြောက်ပေးမှုနဲ့အတူရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်ဖြစ်လာတဲ့အခါမှာမာဂျီဆန်းကိုထားခဲ့ပြီးတော့တဏ္ဍဘုံနောက်ကိုကောက်ကောက်ပေါင်လိုက်သွားခဲ့ရပါဒီလိုမျိုးကောင်းပြည့်ရဲ့သစ္စာဖောက်မှုကြောင့်မာဂျီဆန်းကမိကက်ခင်ဇဝင်းတယောက်အသေးရီအဖက်ဆယ်မရအောင်ကွဲကြေခဲ့ရပါတယ်တခါတလေဆိုရင်မာဂျီဆန်းကတခြားသူရင်ခွေမှာပျော်နေတဲ့ကောင်းပြည့်ပေါ်မှာထားတဲ့သူရဲ့ခံစားချက်တွေကို Facebook မှာ status တွေတင်ပြီးတော့ရင်ဖွင့်လေးရှိပါတယ်ဒီလိုရင်ဖွင့်မိလို့လေမာဂျီဆန်းနဲ့တဏ္ဍဘုံတို့ကကောင်းပြည့်ကိုလူရင်းနဲ့အကြီးကျယ် ပွဲဖြစ်ခဲ့ကြပါသေးတယ်။ဒါကြောင့်လည်းကောင်းပြည့်ခင်ဆန်းဝင်းနဲ့တန်နာဘိုတို့ဟာအနုပညာလောကရဲ့သုံးပွင့်ဆိုင်ဇလန်လေးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အခုအခါမှာတော့မာဂျီဆန်ကမထင်မှတ်ပဲရှိုးပွဲတစ်ခုမှာကောင်းပြည့်နဲ့တန်နာဘိုကိုမိတ်ကနဲ့ဖက်ရှင်ပြင်ဆင်ပေးလိုက်ပါတယ်။ လူတွေကတော့တစ်ချိန်ကတိတ်ချစ်ခဲ့ရတဲ့ကောင်းပြေးကိုအခုလိုမျိုးတခြားမျိုးသမီးတယောက်နဲ့ပြင်ဆင်ပေးရလို့မာဂျီဆန်ရင်ခွဲနေမလားဆိုပြီးသိချင်ကြပါတယ်။ဒါပေမဲ့မာဂျီဆန်ကမိကက်ခင်ဆန်ဝင်းကတော့သူကအသက်တွေကြီးလာပြီးတော့တည်ငြိမ်ရင်းကျက်လာတာကြောင့်အရာအလုံးကိုနားလည်ခွင့်လွတ်နိုင်ပြီလို့ဆိုပါတယ်။ဒါကြောင့်အတိတ်မှာအညိုတေမန်မာနာထားခဲ့တဲ့လူတွေကိုမြစ်တာနဲ့နားလည်ခွင့်လွတ်သွားနိုင်ပြီလို့မာဂျီဆန်ကပြောပါတယ်။ဒါကြောင့်လည်းမာဂျီဆန်ကကောင်းပြေးနဲ့တန်နာဘူနဲ့အတူအတူတူအလုပ်တွေလုပ်နိုင်ပြီဖြစ်တဲ့လို့ကောင်းပြေးနဲ့တန်နာဘူရဲ့မင်္ဂလာပွဲကိုလည်းကို တိုင်းစီစဉ်ပေးမယ်လို့ပြောခဲ့ပါတယ်။အထူးသဖြင့်ကောင်းပြင်းတဲ့တဏ္ဍာဘုကမင်္ဂလာဆောင်ဖို့ကြာနေလို့သူမကိုယ်တိုင်ကဆောင်ပေးမှာလို့ပြောခဲ့ပါတယ်။ဒါပေမဲ့လည်းပရိသတ်တွေကတော့မာဂျီဆန်ကကောင်းပြင်းတဏ္ဍာဘုတို့သုံးယောက်ကိုကြည်ရတာမာဂျီဆန်ကသူမဟာသဘောရာကြီးသူဖြစ်ကြောင်းအတင်းလုံးပြနေတယ်လို့တဏ္ဍာဘုကလည်းအောင်းနိုင်သူဖြစ်ဂုံဝင်းနေချိန်မှာကောင်းပြင်းကတော့အားနာနေရဲ့လို့ဆိုနေကြပါတယ်။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတချိန်လုံးကကောင်းပြည့်တန်နာဖို့နဲ့မာဂျီဆန်တို့ကိုဘယ်လိုမျိုးထင်မြင်မိလဲဆိုတာပြောသားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်